Hello ဒီတခါတော့ time travel fan တွေနဲ့ပြန်ရောက်ပါပြီ။အာဒီခေါင်းစားတဲ့ရုပ်ရှင်တွေကြောင်းတင်ဆက်ပေးနေတဲ့ plot twist အစီအစဉ်မှာအခု Dolorobo from series အကြောင်းတော့ပြောပြတယ်ပေါ့နော်။ဒါပေမဲ့ time travel ရုပ်ရှင်တွေကြောင်းတိတ်မပြောပြတာကြပါပြီ။အဲကြောင်ဒီတခါ Cattle Lake ဆိုတဲ့ mystery thriller ရုပ်ရှင်အကြောင်းပြောပြပေးမယ်နော်။ သူက IMDb 6.9 Rotten Tomatoes 76ရထားတယ်။ဒီရုပ်ရှင်ကြောင်းတော့တလောက TikTok မှာ2024မကုန်ခင်ကြည်တင်တဲ့ရုပ်ရှင်ဆိုတဲ့အစီအစဉ်နဲ့မှာထည့်ပေးထားရပေါ့နော်။ YouTube မှာတော့ဘာမှမပြောရသေးဘူး။အခုတော့ recap နဲ့ plot ရှင်းတင်ချက်လေးလုပ်ပေးမယ်နော်။အဲ့ခရေက YouTube မှာ video လေးတစ်ပုဒ်လုပ်ပေးခြင်းတာပေါ့နော်။အခုမှပဲလုပ်ပေးဖြစ်တော့တယ်။ဒီရုပ်ရှင်ကလေဇလန်းကပေါ့ပေါ့ပပလေးနဲ့တွေးစရာလေးနဲ့ပါတော့ဘူးသဘောကျတဲ့ရုပ်ရှင်လေးပေါ့။ ိုရွေးချယ်ပေးထားတာပါ။သူကလေတိုးဆောင်ကလည်းမများဆဆမပါဘူး။အချိတ်ဆက်ကလေးတွေကလည်းတော်တော်လေးလှတယ်ပေါ့နော်။အားကြောင့်မကြည့်ရသေးတဲ့လူတွေလည်းသဘောကျမယ်လို့ထင်ပါတယ်။ storyline อ่ะတကယ်တမ်းနှစ်ခုကိုသူကပြိုင်ပြီးတော့ပြောပြပေးတာပေါ့เนาะတစ်ခုက Elias storyline နောက်တစ်ခုက Paris ရဲ့ storyline အဲ့တော့တယောက်ချင်းစီခွဲပြီးတော့ကြည့်လိုက်ကြရအောင်เนาะ အဲလီမှာအမေပဲရှိရဲသူ့အမေနာမည်ဆက်လက်စ်လို့ခေါ်တယ်သူ့ဖေကတော့အဲလီငငယ်လေးတည်းကသူ့တာမီနှစ်ယောက်ကိုအော်ပြစ်သွားတာပေါ့နော်ဆက်လက်စ်ကအဲလီကိုရားတဲ့အချိန်မှာသူ့တက်ကလည်းငယ်သေးတယ်အော်ဒီကလေးငယ်လေးတယောက်နဲ့သူ့တယောက်ထဲရုန်းကန်ခင်းရတော့သူကအရန်ကောင်းတဲ့အမေတယောက်တော့မဟုတ်ဘူးအော်သူ့သူ့တာမီကြားမှာလည်းပြဿနာတွေရှိရဲကလေးပုံမှာအလိုမျိုးနိုင်ကျင်နှိပ်စက်တဲ့ပုံစံမျိုးတွေထိရောက်သွားလို့ child service ကတော့မှလာပြီးတော့အော်ကူညီဖြည့်ဆည်းပေးခဲ့ရတာမျိုးရှိတာပေါ့နော် ဒါမဲ့နောက်ပိုင်းမှာဆလတ်ကဒန်နီယယ်ဆိုလူတယောက်နဲ့အိမ်အောင်ပြုလိုက်တယ်။ဒန်နီယယ်မှာကပထမမိန်းမနဲ့ပါလာတဲ့အန်နာဆိုတဲ့သမီးတယောက်လည်းရှိတယ်။အလီယာအန်နာနဲ့အဆင်ပြေပြီမဲ့ဒန်နီယယ်ဟာသူ့ဖေအရင်မဟုတ်ဘူးဆိုပြီးတော့သူကဒန်နီယယ်အမျိုးရီရလဲသူနဲ့ဘာမှပတ်သက်ဘူးဒန်နီယယ်လည်းသူ့အမျိုးမဟုတ်ဘူးဆိုပြီးတော့သူကလက်မခံဘူးပေါ့နော်အိုက်ကိစားကြောင့်တော့ပဲအလီနဲ့သူ့မေဆလတ်တူကခဏခဏရန်နေဖြစ်တယ်သူကဒီမိသားစုနဲ့တူတူမနေဘဲနဲ့သူ့တငယ်ချင်းတော့နေတာများတယ်ပေါ့နော် အဲလီယာသူ့အဖေပြောက်သွားတာကိုလက်မခံခဲ့ဘူးသူ့အမေဆလတ်ကတော့အာသူ့အဖေကနောက်မိမတယောက်နဲ့ထွက်ပြေးသွားတယ်ဆိုပြီးတော့သူ့ပြောပြခဲ့ဒီလိုနဲ့တရားကြတော့ထုံးစံတိုင်းသားမိညောင်ရန်ဖြစ်ကြရင်အဲလီယာအိမ်ရောက်ထွက်သွားခဲ့တယ်အန်နာသူ့နောက်လိုက်မယ်ဆိုပြီးတော့လိုက်သွားပြီးတော့ပြန်မရောက်လာခဲ့ဘူးဒါမဲ့အန်နာလိုက်လာမှမသိတဲ့အဲလီယာလည်းဒီကိစ္စတွေမသိဘူးနောက်နေ့မနက်ကျမှအန်နာပြောင်းနေပြီဆိုတာသိတော့အားလုံးလိုက်ရှာကြတာပေါ့နော် Paris အကြောင်းပြောရရင်တော့ Paris အမိဆုံးသွားပြီးတော့၄နှစ်လောက်ကြာတဲ့အထိ Paris ကသူတယောက်တည်းနေပြီးတော့လူတွေရှောင်နေခဲ့တာပေါ့နော်သူ iza နဲ့လည်းဆက်သွယ်ဖြတ်ပလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ Paris ကသူ့အမိဆုံးသွားတဲ့ကိစ္စကိုသူလက်မခံနိုင်ဘူး။သူ့အမိကကားမောင်းနေရင်လည်းဒီ seizure လို့ခေါ်တဲ့လေသိမ်းနှုန်းဖြတ်တယ်ခေါ်မလားပေါ့နော်။အဲ့လိုဖြစ်ရင်လည်းတရားပေါ်နေထိုးကြပြီးတော့ဆုံးသွားတာပေါ့နော်။ ဒီယောဂတွေဖြစ်နေခဲ့တာကြာပြီအမြဲဖြစ်နေတာတော့မဟုတ်တခါလေထထဖြစ်တာပေါ့နော်ဖြစ်တဲ့အခါမှာလဲနားရီကသွေးတွေကျတဲ့အထိပါဖြစ်တော့ဒီဆရာဝန်ပြတော့လဲသူဆရာဝန်ပြောတဲ့ယောဂလက္ခဏာတွေနဲ့သူ့မိဖြစ်နေတာမကိုက်ဘူးပေါ့နော်အဲ့တော့တကယ်တမ်းသူ့မိလို့ရုတ်တရက်ကြီးတေဆုံးသွားတဲ့အချိန်မှာတော့သူကဆရာဝန်ကသူ့မိကိုစိတ်ကူမလို့ပဲဖြစ်တယ်ဆိုပြီးတော့အဲ့ဒီကိစ္စကိုပဲလိုက်ပြီးစုံစမ်းမှုစူးစမ်းနေရပါ ဒီလိုနဲ့တရက်မှာသူ이사ဟောင်းရဲ့ဖိုးတည်ဆုံးသွားတဲ့ချိန်မှာအာသူပေါင်သွားရင်လည်းသူ이사ဟောင်းအတူတွေ့သွားပြီးတော့သူ့အိမ်လိုက်လာရင်လည်းသူတို့စကားတွေပြောကြပြီးတော့ပြန်သိမြင်သွားတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူ့အမေတည်ဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတဲလွန်စားတစ်ခုရရနေပြီးလိုက်ဆောင်စမ်းကြည့်တဲ့အခါမှာသူမထင်ထားတဲ့ဖြစ်ပျက်တွေကိုစပြီးတော့မြင်လာရတာပေါ့နော်။ကဲတော့ဒီဇလန်တွေက time travel နဲ့ဘယ်လိုပတ်သက်နေလဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်နော်။ အလီယောပါရစ်ကနေတဲ့နေရာကာကယ်ဒိုလိတ်ဆိုတဲ့ဒီရေခမ်းကြီးဝန်းရံနေတဲ့မြို့တစ်မြို့ပေါ့ရေခမ်းအများနဲ့ရေရှိရတော့မဟုတ်ဘူးတစ်ခါတလေမှရေခမ်းသွားတတ်တယ်ဒါပေမဲ့ပုံတိအချိန်လည်းမဟုတ်ဘူးပေါ့နော်တစ်ခါလေကြိုက်နှစ်ပေါင်းများစွာကြာလဲကြာနေရပေါ့နော်အဲ့မှာရေကာတာကြီးတစ်ခုလည်းရှိတယ်ဒီရုပ်ရှင်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့အဲ့ရေခမ်းကရေခမ်းတဲ့အချိန်ကြာလို့ရှိရင် time loop တစ်ခုနဲ့တစ်ခု time travel လုပ်လို့ရတယ် portal ကြီးတစ်ခုပွင့်လာတာ ူရေခမ်းနေတဲ့အချိန်မှာဒီရေခမ်းနေရပေါ်ထယ်ရှိတဲ့ area ကိုဖျက်ရှောက်လိုက်လို့ရှိရင်တခြားတစ်ခေတ်ကရေခမ်းနေတဲ့အချိန်ရပေါ်ထယ်ကိုရောက်သွားတာအဲ့ဒါကိုမသိဘဲနဲ့ဖျက်ရှောက်မိလို့ရှိရင်တော့ကိုဘာမှမသိဘဲနဲ့ time travel လုပ်မိသွားတဲ့သဘောဒီမှာရုပ်ရှင်တဝက်လောက်ရောက်မှတခုသတိထားမိသွားတာ Ellie နဲ့ Paris ရဲ့ timeline ကတခုလည်းမဟုတ်ဘူး Ellie က2022ခုနှစ်က Paris က2003ခုနှစ်ကဖြစ် ဒီရုပ်ရှင်စာတွေကတော့ time travel လဲလွန်စာတွေတော့ပေးထားတာရှိရဲ့ဥမာဝင်းဘလူရီဆိုလို့ရှိရင်သူတို့ကအယ်လီတို့မြင်ရတဲ့ချိန်မှာတကယ်တမ်းဒီနယ်ပယ်မှာမျိုးတွေ့ရတာကြာပြီလို့ပြောနေကြတယ်ဒါပေမဲ့တွေ့ရတာကဥယင်ခေတ်ကဒီ portal ဖျက်ရှောက်မိတယ်လို့ဖြစ်သွားပြီးတော့ဒီ back kit ကိုရောက်လာတာပေါ့အဲ့လိုပဲမျိုးတွန်းသွားပြီလို့ပြောတယ်ပိုးကောင်နေနဲ့တွေ့ရတာရှိရဲ့ဆွဲကြိုးအကြောင်းပြောရရင်တော့ slash မှာအဲ့ဆွဲကြိုးရှိရဲ့အဲ့ဒါကိုအန်နာကဂျူလာယာနေပြီးတော့သူပြောက်သွားတဲ့ချိန်မှာသူ့စီမှာပါသွားတယ် Harris ရဲ့အမေမှလည်းအိုက်ဆွဲကြိုးရှိရယ်။ Harris ကရေကန်ရဲ့တနေရာမှာဒီဆွဲကြိုးတွေ့ရနေပြီးတော့သူ့အမေနဲ့ပတ်သက်တဲ့တဲလွန်စားရရဆိုပြီးတော့လိုက်ကြည့်ရင်လည်းဒီပေါ်ထယ်ကိုရောက်သွားတယ်။အဲ့တော့ဘာတွေဘလို့ဖြစ်နေရလဲဆိုတာဆက်ပြောပြမယ်နော်။ဒီ time travel နဲ့ဇက်ကောင်တွေနဲ့ဘလို့ဆက်ဆက်နေလဲဆိုတော့ Elia Anna ကိုရှာဖို့သွားရင်လည်းပေါ်ထယ်ကိုဖြတ်မိသွားတယ်။ပေါ်ထယ်ကိုဖြတ်မိသွားပြီးတော့ timeline တစ်ခုပြီးတစ်ခုကူးနေ Harris ကလည်းသူ့မိဆွဲကြိုးသွားကြည့်ရနေပြီးတော့ဒီ portal ကနေပြီးတော့ timeline တစ်ခုပြီးတစ်ခုပြီးနေတယ်။အန်နာကတော့အလီနောက်လိုက်သွားရင်လည်းဒီပေါ်တယ်ကိုဖျက်မိသွားပြီးတော့1952ကိုရောက်သွားတယ်။ဒါပေမဲ့သူကအဲ့နေရာမှာတကိုင်းချောင်းနဲ့ထိုးမိပြီးတော့ဒဏ်ရာရပြီးလဲနေတယ်။အဲ့ဒါကို1952ကိုရောက်လာတယ်။ Paris ကတွေ့ပြီးတော့ကဲပြီးတော့စေယုံပို့ပေးခဲ့တယ်။ဒါပေမဲ့ခလေးဖြစ်နေတဲ့အန်နာကဒီချောင်းနေလဲဘာမှမသိတော့အိမ်ဘလူပြန်မှလည်းမသိဘူး။အဲ့တော့သူက1952မှာပဲနေလိုက်တာ။ ဒီလိုနဲ့အန်နာက1952ခုနှစ်မှာတဖြည်းဖြည်းနဲ့ကြီးပြင်းလာပြီးတော့သူ့ဘဝသူရှင်သန်နေထိုင်ခဲ့နောက်ပိုင်းမှာသူအိမ်ထောင်ကျပြီးတော့သားတယောက်မွေးလာတယ်။အဲဒါမဲ့သူကဒီ1952 timeline ကသူတယောက်မဟုတ်တဲ့အတွက်ရေကန်မှာရေကြတဲ့အချိန်ဖြစ်တိုင်းမှာသူက seizure ဖြစ်တယ်။အာပြီးတော့နားရည်ကနေတွေးတွေထွက်တယ်။အဲလက္ခဏာတွေဖြစ်တယ်ပေါ့။သူရဲ့ရောဂါလက္ခဏာတွေရဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့သူက D timeline မဟုတ်ဘူး။ ဒီလိုနဲ့1999ခုနှစ်မှာတော့သူကားမောင်းနေတဲ့သူ့ရဲ့ယောဂလက္ခဏာတွေကရုတ်တရက်ပြင်းထန်လာပြီးတော့ကားဆက်မမောင်းနိုင်တော့ပဲနဲ့တရားပေါ်ပြုတ်ကြပြီးတော့တည်ဆုံသွားခဲ့တာပေါ့ဒါကတော့အန်နာရဲ့ဘဝဇာတ်လမ်းအဲ့တော့အဲလီကိုကြည့်မယ်ဆိုလို့ရှိရင်သူက2022ခုနှစ်ကနေပြီးဒီဖော်ထယ်ကိုဖြတ်သွားတယ်။ပထမဆုံးသူကလွန်ခဲ့တဲ့တရက်ကိုရင်ဆုံးရောက်တယ်။အဲ့မှာသူ့ကိုယ်သူပြန်မြင်ပြီးတော့သူ့မိအိမ်နာအန်နာရဲ့လေကိုယူပြီးတော့ထွက်သွားခဲ့တယ်။နောက်တစ်ခေါက်ထပ်ဖြတ်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့တစ်လကိုရောက်တယ်။အဲ့မှာလွန်ခဲ့တဲ့တစ်လအန်နာနဲ့တော့တွေ့ခဲ့တယ် ောက်တစ်ခေါက်ထပ်ဖြတ်တဲ့အချိန်မှာသူ2005ခုနှစ်ကိုရောက်သွားတယ်ဒီတခါတော့သူကသူနဲ့အန်နာနဲ့စုံနေကြဖြစ်တယ်ဒီ shopping center တစ်ခုကိုသွားတဲ့အချိန်မှာအဲ့မှာရပ်ထားတဲ့ကားပေါ်မှာအန်နာရဲ့ချွဲချိုးလေးချိန်ထားတွေ့ပြီးတော့သွားကြည့်နေရင်ရောက်လာတဲ့သူက Paris ရဲ့ကြီးစားဖြစ်နေတယ်အဲ့တော့အဲ့မှာ Paris ရဲ့ကြီးစားမှာခလေးတယောက်လည်းရှိရဲပြီးတော့သူက Paris ကပျောက်နေတာကြာသူအော်လူပျောက်ကြော်ညာဆာရွက်ကြီးတွေအောင်ရှိသေးတယ်။အဲလီယာကြတော့အန်နာဆွဲဂျိုဘာဘလူးသူစီရောက်လာလဲဆိုတော့ Paris ကြီးစားကိုမေးတယ်။ Paris visa ကကြတော့ဘာဖြစ်လို့ဒီဆွဲကြိုးကိစ္စတည်နေရလဲ။ Paris နဲ့သူနဲ့တူတူထွက်ပြေးတော့လားဆိုပြီးတော့ Ellie ကို Paris ရဲ့နောက်ကြီးစားလို့ထင်ပါတယ်။အဲဒီအချိန်မှာဒီကလေးကထငူတော့ Paris visa ကချော့လိုက်တဲ့အချိန်မှာ Ellie လို့ခေါ်လိုက်တော့မှဒီကလေးနာမည်က Ellie ဆိုတာတည်သွားတော့သူအဲ့မှာဖြစ်ချောင်းကုန်စင်ကိုနားလဲသွားတယ်။အာတကယ်တမ်းဒီခြိထားတဲ့ကလေးလေးကသူ့ကိုယ်တိုင်ဖြစ်တယ်။ကလေးခြိထားတဲ့ကလေးအမေ Paris ရဲ့ visa ကသူ့အမေ Celeste ဖြစ်တယ်။အဲ့တော့ Paris ကသူ့အဖေဖြစ်တယ်။ ူ့မိပြောပြခဲ့တယ်သူ့အဖေရဲ့နောင်ကြီးစားနဲ့တွေ့ခဲ့တယ်ဆိုတာတကယ်တမ်းဒီတွေ့ဆုံသူ့အမေကဒါကိုအထင်လွဲသွားတာပေါ့ဒါရီမကသေးဘူးဆက်လက်စ်ကဆွဲကျိုးကိုအာပဲရစ်ရဲ့အမေအန်နာလန်စီကရတယ်ဆိုတာကိုပြောလိုက်တော့အန်နာကသူ့အဖွာဆိုတာကိုသူသိသွားတယ်အဲ့နဲ့သူလည်းအင်တာနက်ဆိုင်တစ်ခုပြေးပြီးတော့ဒီအန်နာအကြောင်းလေးကိုလိုက်ကြည့်တော့1952ခုနှစ်မှာသက်ရှင်နှစ်ရွယ်အန်နာလန်ရဲ့အကြောင်းမှတ်တမ်းကိုစတွေ့တယ်အဲ့ရနေပြီးတော့သူအန်နာရဲ့ဘဝတစ်ချောင်းလုံးမြင်ခဲ့ရတယ် အဲ့တော့သူတို့ထင်တယ်လို့မျိုးအန်နာငငယ်လေးနဲ့ပျောက်ပြီးတော့တည်ဆုံးသွားတာမျိုးမဟုတ်ပဲနဲ့သူ့ဘဝနဲ့သူနေနိုင်ခဲ့ရဆိုတော့သူသိသွားတော့သူကျေနပ်သွားပြီးတော့အာဒီအန်နာရဲ့ကြောင်းပုံလေးကို print ထုတ်ပြီးတော့သူပြန်လာခဲ့တယ်။သူကပြန်ရင်တဲ့အချိန်ကိုလွယ်လွယ်ပြန်လို့ရအောင်လို့2022တုန်းကဒီ Portenia တခြားမှာတစ်ပင်တွေကိုကြိုးရင်းနဲ့ချီပြီးတော့သူဆွဲပြီးတော့လာခဲ့တယ်ဆိုတော့အခုဒီကြိုးတိုင်းပြန်လိုက်သွားတော့2022ကို အဲ့ချိန်သူလည်းပြန်ရောက်တော့ရေကာတာကြီးကကျိုးပြီးတော့ရေဒီပြန်ပြည့်သွားတဲ့အတွက်ဒီပေါ်တယ်ပိတ်သွားပြီးတော့သူချီရတဲ့ကြိုကတိကနေပြတ်သွားတယ်။အဲ့နေရာမှာဟိုးစပိုင်းတော့ကမိချောင်းကြီးတကောင်၆လောက်ကြီးတိကနေပြတ်နေရရင်အားလာကတကယ်ဆိုလို့ရှိရင်ဒီရေခနာတက်တဲ့အချိန်မှာပေါ်တယ်ပိတ်သွားပြီးတော့သူပြတ်သွားတယ်ဆိုတဲ့သဘောမျိုးစာသိရတာပေါ့နော်။အဲ့တော့ Paris ကသူ့အဖေဖြစ်တဲ့သူ့မေဆလတ်နဲ့ကြိုက်ခဲ့တယ်ဆိုလို့ရှိရင် Paris ကပါဘလို့သူတို့သားမိကိုထားခဲ့တယ်။ Paris အကြောင်းဆက်ကြည့်ကြမယ်နော်။ ဲ့တော့ Paris ကဘာမှညာမှမသိပဲနဲ့ Pottery တစ်ခုနဲ့တစ်ခုရှောက်သွားနေတာသူ့စားထွက်က2003ပေါ့သူ1952ကိုရောက်သွားတဲ့အချိန်မှာ Anna ကိုကယ်ခဲ့တယ်နောက်တော့ Ellie Jo ကိုတွေ့ပြီးတော့လိုက်သွားရင်းနဲ့သူ2022ကိုရောက်သွားတယ်နောက်တော့အဲဒီကြိုးချီထားတဲ့နေရာမှာအယ်လီရဲ့လှေကိုတွေ့ပြီးတော့သူယူသွားတယ်။ဒါပေမဲ့တကယ်တမ်းအဲ့လှေကဆဆပိုင်းမှာအယ်လီယူလာတဲ့အန်နာရဲ့နေဖြစ်နေတယ်။အဲ့တော့အန်နာကိုလိုက်ချတဲ့လူတွေက Paris ကိုအန်နာရဲ့လှေနဲ့တူတူတွေ့တော့သူအန်နာကိုဖမ်းသွားတဲ့လူဆိုပြီးတော့လိုက်ဖမ်းကြတယ်။ မ်းကြတော့သူဒဏ်ရာရင်လည်းရသွားတယ်ဆေးရုံမှာသူဖမ်းခံထားရတယ်။ဒါပေမဲ့သူထွက်ပြေးဖို့ထပ်ကြိုးစားတယ်။အဲ့မှာ Paris ကထွက်ပြေးနေရင်လည်းဆေးရုံက TV သတင်းမှာအဒီကောင်မလေးတယောက်ပျောက်တဲ့သတင်းကိုတွေ့ရပါတော့။အဲ့ဒါသူကယ်လိုက်တဲ့ကောင်မလေးဆိုတာသိရောကြည့်နေတော့မှပဲ။ကောင်မလေးနာမည်အန်နာဆိုတာပဲသိလိုက်ရတော့အော်သူကဒီကလေးကို1952ပို့ခဲ့တာဆိုတော့ဒါသူ့အမေနဲ့နာမည်လည်းတူနေရဆိုတော့သူ့အမေဆိုတာကိုသူသဘောပေါက်သွားတယ် အဲ့အချိန်မှာပဲသူ့အဖေစေးုံတက်နေအောင်သူကတွေးတော့သူ့ဖေစီသွားပြီးတော့အတူမေသူတွေးပြီးဆိုတော့ကြောင်ပြောပြပါဘောနော်ပြီးတော့သူ့ timeline ကိုသူပြန်လာတော့မယ်ဆိုပြီးတော့ပြောပြတယ်အဲ့ညမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကသူ့ဖေကစကားမပြောနိုင်တော့ပိုက်တွေပါတက်ထားတာဗောနော်အဆက်အရောင်သတိမထားမိဘူးသူ့အဖေ2003ကအဖေကဒီတိုင်းပဲစေးုံတက်နေရတယ်လို့ပဲထင်တာနောက်မှသတိရ2022ကိုသူကရောက်နေပြီ အဲ့ဒီကြားတဲ့နှစ်တွေမှာသူ့ဖေကလည်းသူ့ကိုပျောက်သွားပြီလို့ပဲယူဆတာ။အဲ့ကြောင့်သူ့ကိုတွေ့ရတဲ့အချိန်မှာစကားမပြောနိုင်ပေမဲ့တအံ့တော်နဲ့ဝူဝါးဝါးတွေထလုပ်နေတာနော်။အဲ့တော့အဲ့နောက်မှာသူ့ဖေနှုတ်ဆက်ပြီးတဲ့နောက်မှာသူကထွက်ထထွက်ပြေးတယ်။အဲ့ဒီအချိန်မှာဆလတ်စတိုကလည်းအန်နာကိုဖမ်းထားတဲ့လူရှိဆေးုံမှရှိရဆိုပြီးလိုက်လာကြတာ။အဲ့တတဲ့ဆန်ဆိုင်ပဲဆလတ်စတိုကောင်းဝင်လာတဲ့ Paris ကအဲ့ကောင်းကိုလူပြီးတော့ထွက်ပြေးတယ်။အဲ့မှာဆလတ်စ်က Paris ကိုမြင်လိုက်ပြီးတော့သူ့ဤစားနဲ့ဒူလိုက်တာဆိုတော့တအံ့တော်ကြည့်ပြီးကြံခဲ့တာ။ အဲ့တော့ Paris ကထွက်ပြေးနေနောက်ဆုံးတရားပေါ်ရောက်တဲ့ချိန်မှာတော့သူ့ရဲတွေကပိတ်ဖမ်းတာတော့သူ့မှာထွက်ပေါက်မရှိတော့တော့သူကရေထဲကိုခုန်ချလိုက်။ဒါပေမဲ့အဲ့ချိန်မှာပဲရေကာတာကြီးရဲ့ကျိုးသွားတော့သူလည်းလွတ်သွားပြီးတော့ကြောက်တုံးနဲ့တိုက်မိပြီးတော့အဲ့ရေထဲမှာပဲတည်ဆုံသွားခဲ့။အဲ့တော့ဒီကံပြောရလို့ရှိရင်2003မှာ Paris က2022ကိုရောက်သွားပြီးတော့သူတည်သွားတဲ့အတွက် Celeste ကိုပြန်မသွားနိုင်ခဲ့ဘူး။ Celeste မှာခလေးရှိရဲဆိုတော့လည်းသူမသိခဲ့ အဲ့ချိန်မှာတော့အယ်လီယာအိမ်ပြန်ရောက်လာတယ်အစသူဒန်နီယယ်ကိုသူ့အမျိုးအနေနဲ့လက်မခံခဲ့ပေမဲ့အခုဒန်နီယယ်ကအန်နာရဲ့အဖေဖြစ်တဲ့အတွက်သူ့အဖွားရဲ့အဖေဆိုတော့သူနဲ့မျိုးတော်တယ်ဆိုတော့သူကပြန်လက်ခံလိုက်တာပေါ့နော်အယ်လီယာကာပတ်ကင်မှာဆလတ်နဲ့တွေ့တော့ဆွဲချိုးသူစီပါလာတယ်အဲအဲ့တော့ဟိုဒီဂျိုးအတိုင်းသူ့ timeline ကိုပြန်တဲ့အချိန်မှာဆွဲချိုးကညှိပြီးတော့ကြံခဲ့တယ်အဲ့ဒါကနောက်ပိုင်းမှာ Paris တွေ့ခဲ့တဲ့ဆွဲချိုးဖြစ်နေတယ် တန်ရောက်ချိန်မှာသူဒန်နီယယ်နဲ့တွေ့တယ်ဒန်နီယယ်က Paris အကြောင်းကြီးပြောပြတဲ့ချိန်မှာတော့အာသူကအာသူ့ဖေးဘာဖြစ်လို့ Celeste ကိုပြန်မလာလဲဆိုတဲ့ဟာကိုသူဇက်ရည်လဲပြီးသဘောပေါက်သွားတယ်။အိမ်ပြန်ရောက်တဲ့ချိန်မှာတော့သူ့အမေကဒီသတင်းမှာ Paris အကြောင်းပြောနေတာကိုတန်ဟန်တော်နဲ့ထိုင်ကြည့်နေတယ်။အာနဲ့သူကသွားပြီးတော့ Paris ကသူ့အဖေဖြစ်ကြအာသူ့အမေကိုအဖြစ်ချောင်းကုန်စင်ပြောပြလိုက်တာပေါ့နော်။ပြီးတော့ Anna လည်းအသက်ရှင်ပြီးတော့တနေရာမှာအေးချက်ချက်နေနိုင်ခဲ့တဲ့အကြောင်းကို ဒီဒီအန်နာရဲ့ဓာတ်ပုံမှာပြပြီးတော့သူကပြောပြလိုက်တယ်ပြီးတော့ Paris ကအန်နာရောကဆလက်ဆက်ဘွားတွေကနေပြီးတော့ထွက်သွားနေလို့ထွက်သွားခဲ့တာမဟုတ်ဘူးဆိုပြီးတော့အားပေးနေတဲ့အင်းနဲ့ရုပ်ရှင်အပြီးသွားတာပေါ့နော်အဲ့တော့ပြောရရင်ဒီဇလန်းလေးကပူရင်တော့ပြောပြခဲ့ပြီတယ် predestination တို့ thought atlas တို့လိုမျိုးအရန်ရောက်ထွေးတဲ့ရုပ်ရှင်မျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့ဇလန်းလေးကလိုက်ပြောစဉ်းစားစရာလေးလည်းရှိတယ်ချိတ်ဆက်လေးလည်းလာတယ်ပြီးတော့ time travel ရုပ်ရှင်အများစုကလူဖိုးတွေများတတ်တယ်ဒီဟာအဲ့လိုမျိုး ပြရတယ်အတွက်ပူသဘောကျရတဲ့ time travel ရုပ်ရှင်ဖြစ်ဖြစ်တယ်အဲဒါကြောင့်မကြည့်ရသေးတဲ့လူတွေကြည့်ရပြပြပေးလိုက်ပါတယ်အော်ဒီလိုမျိုးရုပ်ရှင်တွေကြိုက်တယ်ဆိုလို့ရှိရင် plot twist playlist မှာလည်းအများကြီးထပ်တင်တာပါတယ်ဝင်ကြည့်ကြပါဦးเนาะဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကိုကြိုက်တဲ့ထက်တူကြရဲဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်เนาะနောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်